ကိုပါမောင်ဟာစီပင်အရာရှိတအုပ်ဖြစ်တယ်လို့အစိုးရဝန်ထမ်းဖြစ်တဲ့လျောက်ကြာရနေမီတည်တည်မှာတာဝန်ထမ်းဆောင်နေရတဲ့သူလည်းဖြစ်ပါတယ်။အခုလည်းယာတို့တို့နဲ့အေရီတိုင်းဘိုကလေးမြို့နယ်ကိုရွှေ့ပြောင်းရမယ်လို့အထက်ကစာကြလာတာကြောင့်ရွှေ့ပြောင်းမှုအတွက်ပြင်ဆင်နေ။ကိုပါမောင်ဟာအသက်40ကျော်ဝန်းကျင်အမျိုးသားတစ်ယောက်ဖြစ်ပြီးနှင်းများဆိုတဲ့မျိုးသမီးနဲ့အိမ်တော်ဘက်လည်းဖြစ်ပါတယ်။အိမ်တော်ပြုတ်နောက်ကျလို့ကိုပါမောင်ရဲ့သားဖြုတ်က အခုမှအသက်6နှစ်သားရှိတယ်။ အခုလည်းမဖြစ်မနေပြောင်းရွှေ့ရမှာမလို့တားရဲ့ကြောင်းပြောင်းမော့ရေးအားလုံးကအလောချောပဲနေဒါပေမဲ့လည်းအစဉ်ပြေချောမွေသွားကြတာမလို့တိတ်မကြခင်အချိန်တော်တက်မှာပဲကိုဘမောင်တို့မိသားစု၃ယောက်ဟာမြန်မာနိုင်ငံအလဲပိုင်းကနေလို့အရာရီတန်းဒေသလေးဘိုးကလေးမြို့နယ်ကိုရောက်ရှိလာပါတယ်သူတို့ရောက်တော့နေကံဝန်ထမ်းတွေကဖောက်ရွေချတယ်။ဝန်ထမ်းလည်းဖြစ်တယ်လို့မိသားစုလည်းဖြစ်တာကြောင့်သူတို့နေထိုင်မှုအတွက်လည်းလုံချင်းအိမ်တစ်လုံးကိုစီစဉ်ပေးကြပါရတယ်။ကဲဆရာပါမောင် ဆရာတို့ကမိသားစုလိုက်နေမှာဆိုတော့ဒီရင်လေးကအသင့်တော်ဆုံးပဲလူမနေတာကတော့နည်းနည်းကြာပြီဗျလိုက်ပါပို့ဆောင်ပေးသူဦးပါကြီးကဒီလိုပြောတော့ကိုဘမောင်လည်းအင်္ဂလိပ်ကိုတစ်ချက်စောင်းခဲ့ကြည့်တယ်အင်္ဂလိပ်ဟာတစ်ထပ်ပြင်အောင်အင်္ဂလိပ်စေအမဲတွေလားရေနံကြီးလားမတဲခွက်ပြင်မဲ့အပြင်းမန်းတရံလေးကိုကြည့်အောင်နဲ့ဒီရင်လေးဟာနေခြင်းစပွဲတော့ကောင်းပါတယ်မိချိုးပါညာလည်းအဆင်နဲ့မဆရာပါမောင်ခြေချိုးခြင်းရင်တော့အင်းနောက်ဘက်ကရေတွေမှာတုံကင်ရှိတယ်အဲ့ဒါကနှိပ်ပြီးချိုးယုံမယ်အေးဗျာ စိုးတော့မစိုးလာဘူးဘေးချန်တွေကလည်းသူ့ဟာသူတတိပုဂ္ဂလနေပုံရတယ်စုတာညနာဆက်စုတာတွေတိတ်မတွေ့ရဘူးဟဲ့ဟဲ့စိတ်ညင်တော့ဆရာတို့လိုအလုံများတဲ့အရာရှိတွေတော့သိဟန်ကြတာပေါ့ဗျာမဟုတ်ဘူးလားဟုတ်ပါဗျာဟုတ်ပါကိုပမောင်လည်းဥပကြီးအပြောကိုထောက်ခံပြီးတော့အိမ်ပဝန်းကျင်ကိုကြည့်ကခေါင်းတဆက်ဆက်ညှိလိုက်ပါတယ်ပြီးမှအိမ်ရှိဘခြံတောက်တနေရာမှာရှိတဲ့အရာတစ်ခုစီကိုအကြီးကရောက်သွားတယ်ဒါနဲ့ဟော့ဟိုကရေတွေမဲ့မဟုတ်လားဥပကြီး ကိုဘမောင်ကအဲ့လိုပြောပြီးသူ့တွေ့ရရေတဲမှတ်ကိုခက်သက်သက်ရှောက်သွားတယ်။ဇနီးတဲ့နှင်းများနဲ့တားငယ်ဖြိုးကိုကတော့ပစ္စည်းပစ္စည်းတွေကိုနေရာချဖို့အတွက်အိမ်ထဲတောင်ဝင်သွားကြပြီ။ကိုဘမောင်ကအဲ့ဒီရေတွင်နားကိုရောက်တော့ဒီရေတွင်ကဘာဖြစ်လို့လဲဗျ။ဥပကြီးကိုဘမောင်မိကိုဖြေဖို့ခက်ခဲနေရမလို့ခေါင်းကိုသာတပြင်းပြင်းကုတ်တယ်။ရေတွင်ကရေတွင်ပြက်ကလေးတစ်ခုဒါပေမဲ့ရေတွင်ရဲ့နှာခမ်းဝမှာတော့တစ်သားပြင်းများတွေကိုတက်ချေကတဲ့တန်ထူးထူးဆန်းဆန်းရိုက်ခတ်ထားတယ်။ ဒါကရေရင်းပြတ်တက်တက်ပါစီရဖတ်မအောင်ရေလည်းမထွက်တာကြာပြီဗျအဲ့တော့အပေါ်ကနေအခုလိုအဆင်ပြေလို့လေးပိတ်ထားလိုက်တာပါဩရေရင်းပြတ်ကိုရေအတွက်ကတော့ပူစရာမလိုဘူးဗျအနောက်ကတွင်ကတော့ရေကြောရှိတယ်ဆရာဖတ်မအောင်အကြိုက်တာသုံးပြီတော့ဗျကျေးဇူးပါဗျာကျွတ်လို့မိသားစုလဲခမရတို့လိုဖော်ယူတဲ့နေကနေနဲ့တွေ့ရတာသိက္ကံကောင်းတယ်ကိုဘမောင်ဟာကြီးနဲ့အားရစွာပြောလိုက်ပါတယ်ဒီခါမှာဥပကြီးကကဲဗျာဆရာလေးတို့လည်းခီးပန်လာကြရပါ့ နည်းနည်းလောက်နားကြပါအောင်လားလောလာရှင်းကျုပ်ကိုအချိန်မီရေးခေါ်ပါအားမနာနဲ့ဟုတ်ပြီလားကောင်းပါပြီဗျာကောင်းပါပြီဒီလိုနှုတ်ဆက်ကကိုဘမအောင်ခြံထဲကနေထွက်လာခဲ့တယ်ခြံပြင်ရောက်တော့ရေလိမြက်လေးကိုကြည့်မိချိန်မှာဟာလို့ရေရွက်ခါနေရာကနေခတ်သက်တော့ထွက်လာခဲ့ပါတယ်ဦးပါကြီးမြင်လိုက်ရတာကအသက်25နှစ်30ကျော်မင်းကလေးတူရေတွင်းရဲ့နှကောင်းဝမှာငေါတော့ထိုင်နေတယ်အချိန်ကညနေ၄နာရီချိန်ဘလို့လဲအင်းကအစင်ပြေလာနှင်းပြပါတယ် ရေကလည်းပေါ့တယ်အရင်နေရာကလို့စစဉညံတန်လည်းမကြတော့စိတ်ချမ်းသာဖို့တော့ကောင်းတယ်ရှင့်အေးပါကွာမင်းသဘောကျရင်ပြီးတာပဲစသဖြင့်ကိုဘမောင်နဲ့နှင်းမြလည်းမင်းမြတဲ့မှာထွေရလေးပါစကားတွေပြောပြီးတော့အဲ့ရဝင်ချင်းကိုစောင့်ကြတယ်တန်းငယ်လေးဖြိုးကိုကလည်းသူ့ရဲ့ဖက်လက်ဆာကာတွန်းဆောက်ကိုတိတ်ချပိတ်သိမ်းကအဲ့ရတဲ့ဝင်သွားတယ်တိတ်မကြခင်မှာကိုဘမောင်နဲ့နှင်းမြလည်းအတီးတီးအဲ့ရဝင်တယ်မနက်ပိုင်းရောက်တော့ကိုဘမောင်သူ့တာဝန်ကျရုံကိုတက်ရောက်တယ်မလုံစင်တယ် ဘယ်နဲ့လဲဆရာနေရထိုင်ရတာအဆင်ပြေရဲ့လားရုံးကိုဥပကြီးကလည်းလိုမေးတော့ပြေတာပြေပါတယ်ဗျဒါပေမဲ့ဒါပေမဲ့ဘာဖြစ်လဲဆရာဘာမှတော့မဖြစ်ဘူးဗျနေရတစ်ကိုစားရောက်ခါစားဆိုတော့တော်တော်နဲ့ဘလို့ဖြစ်ပြီးအိပ်ပျော်ပါမလဲဟုတ်ပါဗျာဒီလိုပါပဲကျုပ်ကဘာများတစ်ခုခုထိုးချတာလဲလို့ကိုဘမောင်လည်းဥပကြီးရုတ်တရက်လှုပ်ခနဲ့ထွက်သွားတဲ့စကားကြောင့်ဒါဆိုအရင်ကကျွန်တော်နေတဲ့အိမ်ကဘာများထိုးချမှုရှိလို့လဲ ဘာမှမရှိပါဘူးဗျာကျုပ်လည်းလှုပ်ရှားရှိတယ်လို့ခွင့်ပြုပါဦးဒီလိုဆိုကဥပကြီးသူ့အနေကထပ်သွားတယ်ကိုဘမောင်ကတော့စိတ်ထဲမှာစိတ်ဝေစွာဖြစ်ပြီးအတွေ့အပေါင်းများများစွာနဲ့ကြည်ရင်ခဲ့ပါတယ်ဒီအိမ်လေးကိုရောက်ပြီးနှင်းရမြောက်တဲ့အထိဘဂရီအေးစနေတုံးပဲဒါပေမဲ့သုံးရမြောက်တဲ့ညမှာတော့သူတို့အိမ်ချမ်းရှိတစ်ချက်ချက်နဲ့ခြေတန်းချုပ်ကိုအေးဆက်တဲ့ကိုဘမောင်ကြားလိုက်ရပါတယ်တခိုးများကတ်တာလားဒီတွင်းနဲ့တူအဲ့ရဘောကအသာစင်ကအိမ်ရှိကန်းကိုထွက်လာတယ် အချင်းကမနက်3နာရီထိုးတော့မယ်။အိတ်ခမ်းအပြင်ရောက်တော့သူ့ကိုကြောပြေကအိမ်တကားမှာဖက်ကိုရှောက်သွားနေတဲ့အမျိုးသမီးတူအုပ်ကိုကိုပါမောင်တွေ့ရတယ်။အဲ့ဒီမျိုးသမီးဟာဝန်တန်းဝတ်စုံလေးကိုဝတ်ဆင်ထားပြီးတက်လက်ပိုင်းအရွယ်လောက်ပဲရှိုံမယ်။သပင်ကိုလည်းဖားလာချကအိမ်ပြင်ဘက်ကိုတရွေ့ရွေ့နဲ့ရှောက်သွားတယ်။ဒီတော့ကိုပါမောင်ဘသူဘဝလဲဆိုတာကိုသိလို့တဲ့စိတ်ကြောင့်လိုက်ပြီးတော့ကြည့်ဖို့တော့လဲဆုံးဖြတ်တယ်။ပြီးတော့ဘဲချင်းကလေးကအိမ်ထဲကိုရောက်တာကဒါလေးသူသိချင်တယ်။ဒါကြောင့်နောက်ကနေတားလေးတွေ့ကတ်သွားတယ်။ ဲ့ဒီမျိုးသမီးဟာတဖြည်းဖြည်းလျှောက်သွားရင်းနဲ့အင်ရှိတကားလေကားတိလေဘောကနေတလှမ်းချင်းဆင်းသွားပါတယ်။အိမ်တောင်ရေရွနာရောက်မှာတော့ချက်ချင်းပြောက်ကွက်သွားတယ်။ဒါကိုလာရောက်နေကိုဘမောင်ထိတ်လန့်ပွဲတွေ့လိုက်ရပါတယ်။ဒီကောင်မှကိုဘမောင်လည်းသူ့ကိုတရေချောင်းနေပြီးကိုသတိပြုမိကအိမ်ထဲကိုအ мян ပြေးဝင်လို့တကားချက်ကိုထိုးလိုက်ပါတယ်။ပြီးတဲ့နောက်အိမ်ရတဲ့ပြောင်းဝင်ကတက်သမျှဖျားစာတွေကိုရုတ်ဖက်ပြီးတော့ဘယ်အချိန်အိပ်ပျော်သွားမှန်းတော့မသိပဲနဲ့အိပ်ပျော်သွားခဲ့တယ်။ကိုဘမောင်ကိုဘမောင်ထားတော်လေး ဩရုံနောက်ကြတော့မယ်ဇနီးတဲ့နှင်းများရဲ့အတန်ကြာမှကိုဘောင်းမောင်အဲ့ရတဲ့ကလှုပ်လက်ထားတယ်လက်ပတ်နာရီကိုကြည့်လိုက်တော့မနက်ခေါနနာရီတောင်မှခွဲနေပြီညကဖြစ်ဖြစ်ကြောင်းလူကအေးရမောသလိုမျက်လုံးတွေလည်းကျဉ်ဆက်နေတယ်ဒါပေမဲ့မနက်စာကိုကြပြားကြရစားပြီးတော့ရုံးကိုတော့ရောက်အောင်သွားလိုက်ပါတယ်လေမြမကတည်းခြေတန်းဟာညစဉ်ညတိုင်းကြားလိုက်ရတာမလို့ကိုဘောင်းမောင်တယောက်အေးပြက်တဲ့တော့ခါရောက်လာတယ်ဒါပေမဲ့လည်းချက်ချင်းပြောင်းပြစ်ဖို့မလွယ်တာကြောင့်သူပြောလိုက်ရင်လည်းဇနီးတဲ့နဲ့တား ကြောက်လန့်မှာကိုဆိုးရနေကြောင်းတယောက်တည်းကြိတ်မိပြီးတော့ခံစားရတယ်။တပတ်လောက်ကြာတဲ့ခါမှာတော့ကိုဘမောင်အေးပြက်တဲ့ထန်တွေကြောင့်လူအနေငယ်ယွယွန်းလာတယ်။ဒါပေမဲ့တနေ့ညနေမှာတော့သူတို့ထမင်းစားတဲ့ချိန်ဖေကြီးဟိုမာလေးအန်တီတယောက်သူတို့ထမင်းစားနေရကိုကြည့်နေတယ်။တာဖြစ်သူဟာဒီလိုပြောပြီးအေကန်းကစတီကုန်ကြီးကိုလက်ညှိုးထိုးပြတယ်။ထမင်းစားကန်းကနေပြီးတော့အေကန်းကိုလှမ်းမြင်ရတယ်။ဒီခါမှာတာဖြစ်သူရဲ့မိခင်ဟာ ဗမာလဲသားရဲ့ဘသူမှမရှိဘူးရှိတယ်သားတို့ကိုကြည့်နေတာအဲ့ဒီအန်တီဂျီမျက်နှာကြီးကကြောက်စရာကြီးဖေဖေအလုပ်သွားရင်ဝက်တဲ့ဝက်စားတွေကိုလည်းဝက်ထားသေးတယ်တပြည့်သူကဒီလိုပြောတဲ့အခါမှာကိုဘမောင်တပြည့်သူရဲ့ပြောကြောင်းအဲကမ်းမှာရှိတဲ့စတီဂုံနာကိုထထသွားမယ်လို့မှခုံကြီးကတစောတယောက်ကထိုင်ရာကနေထသွားတယ်လို့ကျူကနေနေအောင်လှောက်ခတ်သွားတယ်နောက်တနေ့ညမှာတော့ကိုဘမောင်ရဲ့ဇနီးဖြစ်သူနှင်းမြတူ့လှဲကိုရောက်လာပြီးဝိဓုစာအုပ်လေးကိုဖတ်ပြီးငိုင်းမိလာတာမလို့ အပေါ်သွားဖို့အိမ်ထဲကထွက်တယ်။ပြီးတဲ့နောက်အိမ်သားတွေဝင်ကအပေါ်ပါသွားနေတော့အိမ်သားကိုပိတ်ရှောက်နေတဲ့ခြေတံတစ်ချက်ချက်ကိုပထမဦးဆုံးကြားလိုက်ရပါတယ်။ကိုပါမောင်လား။အပြင်ကတုံ့ပြန်တာမကြဘူး။ခဏကြာမှတော့တဟီးကြီးနဲ့မိမတယောက်ငိုတန်းကြီးကိုနှဲမြတယောက်ကြားလိုက်ရပါတယ်။ဒီ channel မှာမိမသားဆိုလို့သူမတယောက်ထက်သာရှိတယ်။နှဲမြလည်းအဲ့ဒီငိုတန်းကြီးနဲ့တူတူတနေ့ကသားလေးပြောပြနဲ့ကြောက်စရာမိမကြီးကိုမျက်စိထဲမှာပြန်ပြီးမြင်ရလာတယ်။ဒါကြောင့်စက်သိန်းနဲ့ပြင်းပြန်ထတာက ကိစ္စတွေကိုအများပြစ်တက်ပြီးတော့အိမ်ထဲပေါ်အပြေးတစ်ပိုင်းနဲ့ပြေးထွက်လာတယ်။ခြေတန်တွေကတော့သူ့မနောက်ကနေကပ်ပြီးလိုက်လာတော့မယ်။နင်းမြာဘာဖြစ်တာလဲကွာ။မသိဘူးကိုဘမောင်။မိမတယောက်ရဲ့ငိုတန်ကိုကြားတယ်ပြီးတော့ခြေတန်တွေရောကြားတယ်။ဒီလိုဆိုပြီးတော့ငိုတန်ကြီးနဲ့ပြောကကိုဘမောင်ရင်ငွန်ထဲကိုခလေးတစ်ယောက်လိုတိုးဝင်နေ။ကိုဘမောင်လည်းနင်းမြာရဲ့ခေါင်းကိုပုတ်တက်ပြီးတော့မနှက်ဖြန်ရုံးပိတ်တယ်ကွာ။တို့ဖုန်းကြီးပြင်ပြီးတော့အန်ရည်ကင်းလေးပါလေရွတ်ရအောင်။ဒီလိုပြောတဲ့အခါမှာ ကိုဘမောင်တော့ပါနှင်းများကတော့လေตาလေးကိုတခုခုလုံးมาပဲဆိုရင်မိတယ်အညာတညာတာကတော့သူတို့ဇနီးမောင်နှံအတွက်အရှိဆုံးညာလို့ဆိုရမယ်နှစ်ယောက်သားဖျားစင်ရှိမှမနှက်ဖြန်အတွက်တိုင်းမင်းနှင်းနှောင်းရင်းနဲ့မိုးတော်ချုံမတာအဲ့ရဝင်ပြခဲ့ပါလေမနှက်အာယုံတက်တဲ့ခါမှာတော့မျိုးအကြောင်းကဆရာတော်ငါးပါးပင်ကလိုအပ်တဲ့ပစ္စည်းပရိခရာတွေဝယ်လို့အန္တရာယ်ကင်းပြည့်ရွတ်တယ်ကိုဘမဟာဝန်ထမ်းကြီးကလေးဖြစ်တာမို့လို့တယုံလုံးကဝန်ထမ်းတွေကအဲ့ဒီအန္တရာယ်ကင်းပြည့်တရားဝဲကိုတက်ရောက်ကြတယ် ိနေနာချင်းလည်းလာတယ်။ပရိရုပ်နေတော့မှထူးဆန်းမှုတစ်ခုကချက်ချင်းဆိုသလိုအမျိုးသမီးတွေရဲ့တရားနာနေတဲ့ပြစ်တဲ့တွေကနေအမျိုးသမီးတွေဦးထောက်ရယ်။ဆက်မြို့ကြပါနဲ့ကျမတအားပုံနေပြီးကျေးဇူးပြုပြီးတော့ဆက်မြို့ကြပါနဲ့ဒီကမှကြောင်းနိုင်ဆရာတော်ဖြစ်ရန်တို့တဲ့ဖုံဖုံကပရိရုပ်နေတာကိုခဏလောက်ကျင်လာတယ်။ဒီမျိုးသမီးကစက်ကြီးဆောင်းကလက်အုပ်ချပြီးတော့တဆက်ဆက်တုံရင်လာတယ်။တက္ကမကြီးတက္ကမကြီးကဘယ်သူတော့ဆရာတော်ကဒီလိုမေးတဲ့အခါမှာ တပည့်တော်မှာနာမည်ကအေးမြနယ်ပါလွန်ခဲ့တဲ့စနေလောက်ကဒီမြို့ဒီနယ်လေးမှာတာဝန်ကျတဲ့ဝန်ထမ်းတယောက်ပါကိုဘမောင်တို့မိသားစုမရောက်ခင်လွန်ခဲ့တဲ့စနေခန့်ကဒီရင်လေးမှာအေးမြနယ်ဆိုတဲ့မိကလေးတယောက်နေထိုင်ခဲ့ဘူးလေအေးမြနယ်ဟာအသက်25နှစ်ဝန်ကျင်ဖြစ်ပြီးတော့ချောမောလာပတဲ့အမျိုးသမီးတယောက်လည်းဖြစ်ပါတယ်ဒီဒေသလေးမှာစီဗီဝန်ထမ်းရာတို့နဲ့တာဝန်ချတာချင်းခံရသူလည်းဖြစ်တယ်လူကလည်းနာမည်နဲ့လိုက်အောင်ပဲချက်စရာကောင်းလာတယ် ဘလောက်ပဲလှပနေကြမူလူသားတိုင်းမှာချက်တက်တဲ့အသည်နှလုံးတော်ရှိတယ်ဒီတဲ့ကြောင့်လည်းဒီဒေတာမှာတာဝန်ကြပြီးမကြခင်မှာဒေတာကန်ကောင်းလေးတယောက်နဲ့မြစ်တာမျှခဲ့တယ်အဲဒီကောင်းလေးဟာသူမနဲ့တတူရွယ်တူဖြစ်ပြီးရုပ်ရည်ကလည်းကြည့်ပြော်ရှိပါရှိတယ်နာမည်ကအောင်ကောင်းဆိုသူဖြစ်ပြီးဒီတာဝန်နဲ့ဒီဒေတာကိုရောက်လာတဲ့အိမ်မြနဲ့ကတော့အသက်အရွယ်ရအောက်ထင်းမှုကင်းမဲ့နေပြီလေဒါကြောင့်လည်းကြီးစားဖြစ်သူအောင်ကောင်းနဲ့အဲ့ဒီအိမ်အဲ့ဒီခြံလေးမှာပဲအကြိမ်ကြိမ်ကျိုးလွန်ပြီးတော့ချစ်တင်နှောက်မိကြတယ် အချင်းနဲ့ရရာကိုဖန်တီးနိုင်တယ်အချစ်ကြောင့်လည်းအရာရာဟာဖြစ်စည်းပြတ်တုံးခြင်းကိုရောက်နိုင်တယ်ဒီလိုနဲ့သမီးစားဘွားနဲ့တူတူနေထိုင်လာခဲ့ရာအေးမြောင်နယ်မှာကိုဝင်ရလာတယ်အောင်ကောင်းကတော့ညဘက်တွေမှတာသူမစီကိုလာတက်တယ်တညမှာတော့အကိုအေးအကိုကိုပြောကြတဲ့ခုရှိတယ်အေးမြောင်နယ်ဟာအောင်ကောင်းရင်ဝင်ထဲမှာကောင်းချထားပြီးချိုးသားလေးလေးတန်းနဲ့စကားဆတယ်ပြောလေအေးဘာဖြစ်လို့လဲအေးမှာကိုဝင်ရှိနေပြီကိုအေးမြောင်နယ်ဒီလိုပြောတော့ အောင်ကောင်သူ့ရဲ့ရင်ခွန်ထဲကသူမကိုတုံးဖက်ပြီးတော့လဲလျောင်းနေရကနေငုတ်တုတ်ထထိုင်တယ်။ဘာ?ကိုဝင်ရှိနေပြီဟုတ်လား?ဟုတ်တယ်ကိုအခုမပြောဘူးလား။ဘာကိစ္စငါကပြောရမှာလဲကွ။ငါမှခလေးမလို့ချင်သေးတာ။အောင်ကောင်လေတန်ဟာတဖြည်းဖြည်းတင်းမှလာတယ်။ဟင်ဒါဆိုအေးကဒီဘိုက်ထဲကခလေးကိုဘာလို့ပြရမှာလဲ။မင်းဘာသာလောက်ချင်တာလောက်ကွာ။အောင်ကောင်ကယောက်ျားတစ်ယောက်လောက်ရက်နဲ့မညီတဲ့ဇကားတွေကိုစတင်ပြောဆိုပါတယ်။မဟုတ်ဘူးလေကို။ အကိုအေးကိုအခုလက်ထပ်ရင်ဒီပြဿနာတွေကအလိုလိုရှင်းသွားမှာလေဘာငါမှမိမမလို့ရင်နေတာမင်းကိုလည်းအခုလောလောဆယ်ငါမယုံနိုင်သေးဘူးကွာကိုအောင်ကရှင်ဒီလိုတာဝန်မဲတဲ့စကားတွေကိုမပြောပါနဲ့လားဒီဘက်တဲကကလေးကရှင်နဲ့ကျမရဲ့ကလေးလေးဒါတွေငါ့ကိုလာမပြောနဲ့ကွာငါမိမလည်းမလို့ချင်ဘူးကလေးလည်းမလို့ချင်ဘူးကွာအောင်ကောင်းကပြင်းပြင်းထန်ထန်ညင်းလာတယ်ဒီမှာရင်အေးမြောက်နေလေပါပြီမော်စေးကြလာတဲ့မြဲတွေကိုတုတ်ပြီးတော့ကောင်းပြီလေ ရှင်တာဝန်မျိုးနိုင်မှုဆိုတော့ကျမကလည်းတရားဥပဒေတိုင်းပဲသွားမယ်။ရှင်လိုလူယုံမှဖြစ် လူသိရှင်များနဲ့ကြင်ညာပြစ်မယ်။ဒီလိုဆိုပြီးခရင်မောကဆင်းနေ။ဒီကမှအောင်ကောင်းလဲ။ဒီကောင်မကွာ။ဒီလိုခက်တက်စွာကြုံလာပြီးတော့ခားလေလောက်ရှိတဲ့သူမစပင်ကိုစောင့်ဆွဲကခရင်မောတွန်းချလှဲလိုက်ပါတယ်။ရှင်ရှင်ဒါဘာလုပ်တာလဲ။မင်းကငါ့ကိုထောင်ထဲပို့မှာဆိုတော့ထောင်ထဲတော့ငါမသွားနိုင်ဘူးကွာ။မင်းကိုပဲတက်မလွန်ရအောင်လို့ငါပို့ပေးမယ်။ဒီလိုဆိုကသူ့ရဲ့တန်မာတုတ်ခါနဲ့လက်ဆောင်နဲ့ အေးမြောင်ရဲ့လက်ဘင်းကိုတိမ်ချက်စွာညှစ်ထားတယ်။အာဂျင်လည်းမမျှသလိုမိမသားနဲ့ယောက်ျားသားဖြစ်တာမလို့တအောင်းလောက်ကြမှာတော့အေးမြောင်ရဲ့လက်ခြေထောက်တွေစုံကန်ကအကျော်ဆန့်ပြီးတော့မျက်ဖြူလန်းသွားတယ်။သူမှနောက်ဆုံးမြင်လိုက်ရတာကအောင်ကောင်းရဲ့ကျွေးတွေစီးကျနေတဲ့ကြောက်မဖွယ်ရမျက်နှာကြီးပဲဖြစ်ပါတယ်။ပြီးရင်နောက်မှာအောင်ကောင်းဟာသူမလောင်းကိုခြံရှိရုပ်ရင်းကိုပြစ်ချကအပေါ်ကနေပြင်းများနေနဲ့ရိုက်ပိတ်ထားလိုက်တယ်။သူကိုယ်တိုင်လည်းအဲ့ဒီဒေတာလေးကနေအပေးတိုင်းထွက်ခွာပြောက်ွယ်သွားခဲ့တယ်။အေးမြောင်ရဲ့လောင်းကို သက်ဆိုင်ရာကရေရင်းထဲကဆဲယူချိန်မှာတော့အောင်ကောင်းကဒီဒေတာမှာမရှိတော့ဘူး။ဒါကြောင့်လဲဒီမှုအောင်မကြခင်မှာပဲမိမိပြပြောင်းနဲ့အပိတ်ခံလိုက်ရတယ်။အကြောင်းစုံကိုကြားသိရလိုက်ရတော့တရားနာနေတဲ့အပိတ်တွေလည်းကြေကွဲတော့တာဖြစ်ရတယ်။မရိုင်းနဲ့ကောင်းကွာ။စသဖြင့်အတန်မျိုးစုံထွက်ပေါ်လာတယ်။အေးမြောင်နဲ့ဝင်ပူးခံထားတဲ့မျိုးသမီးကလည်းလက်အုပ်လေးကြီးကတချမ်းချုံနေငိုတယ်။ဒီတော့မှကိုပေါင်းမလို့လင်မြလည်းဝမ်းနဲ့စိတ်မကောင်းဖြစ်ပြီးအေးမြောင်နဲ့ဝင်ပူးထားတဲ့မျိုးသမီးက ။တပိတော့မှအောင်ကောင်းကိုလက်စားချစ်ဖို့ဆောင်ရင်အခု၁၀နှစ်ကျော်တဲ့အထိအပေပုံသားဘွားမှာအနေအဆဆင်းဆင်းရဲနဲ့နေရပါတယ်ဖျား။ဒီကမှဆရာတော်ကြီးကအေးကြားရတာအင်မတန်မှစိတ်တိတ်ခိုက်ဖို့ကောင်းတာပဲ။ဒါပေမဲ့လည်းအာကုတုကိုအာကုတုကအကျိုးပေးလိမ့်မယ်တကမာကြီး။ဒေါသကိုပြေဖြောက်ပြီးတော့ကောင်းရာပုံဘွားကိုတက်လှမ်းပါ။တင်ပါဖျား။ဒေါသစိတ်အစွဲလက်ညောင်းအခုတကမာကြီးအပေပုံမှာကျင်လည်နေရတယ်။လက်စားချစ်တယ်ဆိုတာတန်တရားတွက်လည်းမကောင်းဘူး။ ဒီလိုနဲ့ဆရာတော်ကြီးလည်းအေးမြအနေနဲ့တူတူလာရောက်တဲ့အပရိသတ်တွေကိုဒေါသရဲ့စိုးကြွတွေကလေစားချစ်ခြင်းရဲ့မကောင်းတဲ့အကျိုးတရားတွေကိုဥပမာတာရကတွေနဲ့ဟောကြားပေးတယ်။ဒီလိုတရားဒေသနာတွေကို နာကြားပြီးစတဲ့အချိန်မှာတော့အေးမြနဲ့ဝင်ပူးထားတဲ့မျိုးသမီးလည်းနေရာမှာပဲရုပ်ချိုးပြက်ပြီးလဲချသွားတယ်။အော်လောဘဒေါသမောဟတိတ်ကြောက်ဖို့ကောင်းတာပဲ။ကဲတခါကြီးဘာမောင်ကွယ်လွန်တို့တကမကြီးအေးမြနဲ့တွေ့ ယေရှုကုသိုလ်ပြုပေးပါတမန်ဖေဟာတပိတော်ဆက်ဆက်လက်ပေးပါမယ်နောက်ပြီးတော့တရားခံအောင်ကောင်းကိုလည်းဥပဒေတိုင်းအပြစ်ပေးနိုင်လို့အမြန်ကျုံစူးစမ်းပါမယ်ဖေဟာဘီလိုနဲ့ပဲအေးမြတဲ့အတွက်ရေသက်ချအမြဝေပြီးချိန်မှာဒင်းလေးလေးမှာတစုံတရာ6တန်းချင်မရှိတော့ဘူးဒါပေမဲ့အဲ့ညမှာပဲအကိုဘမောင်ကျမအေးမြနယ်ပါအေးမြနယ်ဆိုတဲ့အတန်ကြတော့ကိုဘမောင်လည်းစက်တိန်ထားသွားတယ်ပြီးမှအတန်းကပြည့်ပြည့်နီးလာပြီးလူရည်တစ်ခုကပြည့်ပြည့်တတ်တာပေါ်လာတယ်ကိုဘမောင်ကိုကျေးဇူးတင်ရင်လို့ပါ အညီဖြူလုံးကြီးဖြူကိုဝှက်ဆန်လာပြီးတော့တကူလုံးကတောက်ပါနေတယ်။အရင်တော့ကလို့ဇဝင်ဖားလာကြည့်နေကြောက်စရာအမူအရာမဟုတ်တော့ပဲအရန်ကိုချောမောလှပါတဲ့မမေဖြူတယောက်တည်းကိုစောင်းနေတယ်။အခုကျမအစ်တတရာရသွားပြီ။ကလေးစားလည်းမချေချင်တော့ဘူး။ကိုဘမောင်တို့လင်မယားရဲ့ကျေးဇူးနဲ့ကျမဒိဋ္ဌကောင်းတဲ့ပုံပွားကိုတက်လှမ်းရတော့မယ်။ဒါကြောင့်လာပြီးတော့နှုတ်ဆက်တာပါ။ကိုဘမောင်လည်းအေးမြောင်းနဲ့ကိုကြည့်ပြီးဝမ်းနဲ့ဝမ်းသာဖြစ်ပြီးမျက်ရည်တွေရိုးဝဲလာတယ်။ကျမရဲ့ကျေးဇူးရှင်ကိုဘမောင်ကိုကတော့ပြစေ။ကိုဘမောင်ခေါင်းကိုတာ အသာနှင်းပြတော့အေးမြနဲ့လည်းရေရွကျွကျွထိုင်ပြီးတော့လက်အုပ်ကြီးဦးသုံးငိန်ချတယ်။ตาတို့ပါဗျာตาတို့ตาတို့ကိုဝမောင်ตาတို့ခေါ်ပြီးမောကြည့်တဲ့ချိန်မှာအေးမြောင်နဲ့ကအဖြူရောင်လင်းနေနဲ့သူ့ရှိကပြောက်ွက်သွားတယ်။ဒီတော့မှကိုဝမောင်လည်းအဲ့ရကနိုးလာပြီးတော့အေးမြောင်ဖြူရေအမြအမြအမြဆိုပြီးပြောလိုက်ပါတယ်။တိုက်ဆိုင်မှုလားဘာလားတော့မပြောတဲ့အဲ့ဒီဖြစ်ဖြစ်တွေဖြစ်ပွားပြီးမကြခင်မှာဒီလေတာလေးမှာဖောက်ထဲမှုတစ်ခုဖြစ်လာတယ်။ဖောက်ထဲမှုရတဲ့အခါဟာအောင်းကောင်းဆိုတဲ့ဖြစ်ပြီး အချိန်မီလက်ရဖမ်းဆီးနိုင်ခဲ့ကြတာကိုကိုပေါမောင်တရင်ကြားလိုက်ရတယ်။ဒါကြောင့်တပ်ဆိုင်ရာကိုသွားပြီးရခိုင်အမှုရဲဟောင်းနေတဲ့တိုက်ကြည့်တဲ့အခါမှာတော့အခုတရခန်းဟာရခိုင်ကလူတက်မှုရဲ့တရခန်းဖြစ်ကြအောင်အံ့ဩဖွယ်တွေ့လိုက်ရတယ်။အော်ကဘာကြီးကကြီးကြီးလေးပါလား။ဒီလိုရရွေမိမိရဲ့နေအိမ်လေးကိုပြန်လာတယ်။မတရားမှုဆိုတာစိတ်ကြွယ်ရာမရှိဘူး။မကောင်းတဲ့သူဟာမကောင်းမှုအောက်ကတူရဲ့တန်ကိုတေပြီးတဲ့အချိန်မှာကောအသက်ရှင်နေမှာကောခံစားကြရတယ်။ထင်းခွေမကြုံရခတ်ကြုံဆိုသလိုစကားလေးတိုင်းမဲ့ကျွန်တော်တို့လူသားတိုင်းဟာ တန်တရားတကူးကွေမှာတော့ပကုံးချင်းမတော်တဆတော့ထိခိုက်မိကြမှာလို့ယုံကြည်နေဇလန်လေးကိုအဆုံးတတ်လိုက်ပါတယ်ခင်ဗျာ။နာတော်တာဆင်းတို့ပြိတ္တကြီးလည်းဆေးချင်တာချင်းကိုကြီးကျမ်းမာခြင်းနဲ့ပြည့်စုံတော်မူကြပါစေခင်ဗျာ။